်ဒေါ်ဆန်းစုကြည်နိုင်ငံရေးတဲ့ကိုပြန်လာနိုင်လား အဲဒီကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်တရင်ခဏတော်တော်များများရေးစောင်းပါးတွေဖတ်ရပါတယ်အဲအားလုံးကိုခြုံငုံပြီးတော့ summarize လုပ်လိုက်မှဆိုရှင်သူတို့ပြောချင်တဲ့အကြောင်းအရာကတစ်ချက်သေးပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျတော့ bargaining chips ဆိုလို့ကျွန်တော်နိုင်ဖဲပါစစ်တပ်ကတော့ဆန်းစုကြည်ကို9ဖဲတစ်ချက်အနေနဲ့သူတို့တင်ထားတယ်အဲလိုတဲ့နေရာမှာကျွန်တော်ထုတ်တွုံးဖို့ပေါ့နော်အဲဒီလိုမျိုးအကြောင်းကို highlight လုပ်ပြီးကျွန်တော်တို့ရေးတာတွေ့ရပါတယ်ဒီနေရာမှာ site တစ်ခုရှိတယ်ပထမတစ်ခုက domestic တည်ရင်းရေးဖြစ်ပါတယ်ဒုတိယတစ်ခုကကျွန်တော်တို့ internationally ဖြစ်တဲ့ နိုင်ငံတကာနဲ့ပတ်သက်တဲ့ site ဘက်ကပါ domestic ဘက်ကကြည့်မယ်ဆိုလို့ရှိရင်အခုကျွန်တော်တို့မဲနိုင်ငံသားနဲ့အာဏာမပေးလို့ဒေါ်လာနဲ့ဆိုရဲကျွန်တော်တို့ကောင်းဆောင်ပေါ့ဗျာ NUG ပေါ့နော်အဲသူကိုယ်တိုင်ထုတ်ပြောထားတာရှိပါတယ်အဲ့ဖွဲ့ရထုတ်ပြောထားတာရှိရဲ့အဲ့ဒါပါလဲဆိုတော့ဆန်းစုကြည်ပြန်လွတ်လာမယ်ဆိုလို့ရှိရင်လေတို့ကဒီဒေါ်လာကြီးကိုဆက်လက်လုံဆောင်သွားမယ်ဆိုပြီးတို့ပြောထားတာရှိတယ် အဲပြီးလို့ချင်းသူ့အောက်မှာအဖွဲတွေလည်းအများကြီး꿰နေရပါအဲသူသူတို့လူငါတမင်းနဲ့သူလည်းသူတို့လူသူတို့မနိုင်ပါဘူးအဲဒီမြန်မာပြည်သူလူထုကရောနေတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ EAUs နဲ့ NGO တို့တွဲဖက်ပြီးလို့စောင်းနေရဆိုပြီးတော့အဲဒီလိုမျိုးပုံစံပေါ်နေကြတာပဲတကယ်တကယ်ကမတူပါအောင် EAUs တွေက EAUs ဘက်ကပါနိုင်ငံရေးခိုင်ချက်လည်းမတူသလိုလားရလည်းမတူပါအောင်เนาะဒါဒါကခုတက်ခွဲကြရမယ့်ကိစ္စပေါ့နော်ဒီလိုမျိုးအခြေအနေတွေမှာကျွန်တော်တို့ကဒေါန်ဆန်းစုကြည်ကထွက်လာပြီးတော့စကားတစ်ခွန်းလောက်ပြောလိုက်တာနဲ့ အလုံးစုံငင်းချမ်းသွားဖို့ဆိုတာကျွန်တော်တို့စိတ်ကွင်းဆန်အောင်အမြဲဖြစ်နိုင်ဘူးเนาะအနီစူလက်တာကိုထိန်းနိုင်မဲ့အခြေအနေမှာမရှိဘူးအဲကမ္ဘာနိုင်ငံရေးအခြေအနေရှာလည်းပြောင်းလဲသွားပြီဖြစ်တဲ့အကြောင်းမလို့ internationally ရပဲ GG domestic ဘက်ကပဲ GG အနီစူကဒီတက်မတော်အတွက်နိုင်ဖဲတစ်ချက်မဟုတ်တော့ဘူးเนาะဒီချိန်မှာအဒီစူနိုင်ငံရေးတွေကိုပြန်လာနိုင်လားမလာနိုင်ဘူးလားဆိုတာဆုံးဖြတ်ရမယ့်အရာတစ်ခုလည်းပဲရှိတယ်အဲဒါဘာလဲဆိုတော့တက်မတော်ရဲ့သဘောထားဘလောက်ပြော့ပြောင်းမလဲဒီဘက်မှာအရေးကြီးသွားအစိုးရအတစ်တစ်ခုတက်လာမယ်ဆိုလို့ရှိရင်အဲအစိုးရရဲ့အနီစူပုံမှာမြင်တဲ့သဘောထားပေါ့เนาะဒါပထမချက်ဒုတိယချက်ကဘာလဲဆိုတော့ ့အန်ဒီဆုနဲ့အတူကပ်ပါလာမယ် environmental rights ပေါ့နော်ကျွန်တော်အဲ့ရနေကပ်ပါလာမယ်အရာတွေကိုဘယ်လိုကင်တွင်မလဲပေါ့နော်လက်ရှိတောင်မှအန်ဒီဆုကိုအကြောင်းပြပြီးတော့အတိုင်းပြူဖြစ်တဲ့လုပ်ငန်းတွေလုပ်တယ်88ပြည်နေမွေးနေ campaign 89 campaign 80 campaign ဒီလိုလှုပ်လှုပ်ရှားနေကြတာများလာဟုတ်အဲ့ဒီ environmental rights ကိုတက်ဖို့အနေနဲ့ဘယ်လိုပြင်ဆင်ထားမှာလဲပေါ့နော်1990ရွေးကောက်ပွဲနိုင်တော့ကြတော့လဲကျွန်တော်ဖွဲ့စည်းပုံအခြေခံရေးဆွဲဖို့အတွက်သူ့အခွင့်အရေးတွေပြီးခဲ့တာရှိတယ်နောက်55ဆိုလို့ရှိရင်လဲဘေးအိမ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မားတာတွေမဲဆင်းမားတာတွေ အဲလိုအပ်ချက်တွေရှိနေတာ ਈ ဆိုလို့ရှိရင်လည်းတမိုင်းဥသိန်းစိန်ပေါ့နော်တမိုင်းဥသိန်းစိန်ကိုသွားပြီးခြားပါတီဝင်တွေကထောက်ပြတာရှိခဲ့တယ်ဒါကိုလည်းကျွန်တော်ဝန်ကြီးဟောင်းဦးရဲ့ထုတ်ပြောထားတာရှိပါတယ်ဒါပေမဲ့တမရကြီးကဒါငါကိစ္စမဟုတ်ဘူးဒါယူရေးစီစဉ်ရမယ့်ကိစ္စဒီလိုမျိုးနည်းနည်းပပလေးဖြစ်တာလောက်ကတော့ဒါယူကောက်ပွဲတိုင်းမှာဖြစ်တယ်ဒီလိုမျိုးနည်းနဲ့ပဲပြောချင်တာကကြော်သွားပြီးခဲ့တာပေါ့ဒါလည်းအမှန်တိုင်းပြောလို့ရှိရင်ခွင့်ရေးပေးလိုက်တာပဲပြောချင်တာကဲသူတို့လည်းပြစ်ဆက်ခဲ့တာများပြီပေါ့နော်ခွင့်ငါ့ကိုခွင့်ရေးလေးပေးမယ်ဆိုတဲ့ဘောမျိုးဖြစ်လာတယ်ဒါကြောင့်ဆိုတော့နိုင်ငံရေးကိုလက်ရှိလုပ်တဲ့လူတွေများကအချင်းချင်းကကျွန်တော်တွေ့ရတဲ့အချက်ကသူတို့ပြန် ်ကြည့်လေပြီးသားရှိပါတယ်အဲပြန်ပြီးကျွန်တော်မျက်နှာထောက်ထားတာတို့ကျွန်တော်ပြန်ပြီးနေရာပြမှုတစဉ်းစားတာဒီလိုအချင်းရှိပါတယ်ဒါကိုလည်းအနီစုကနားလည်ခဲ့ပါတယ်အဲဒါကြောင့်ကျွန်တော်အာနာရတဲ့2015ပေါ့နော်ကာနေ2020ထိပဲထားပါတော့အဲအစောပိုင်းကာလတွေမှာဆိုလို့ရှိရင်ကျွန်တော်တမ်ဘရောနဲ့အန်ဒီစုနဲ့လက်တွဲညီညီလှုပ်ဆောင်ခဲ့တာရှိတယ်အဲဒါကြောင့်မလို့ EOS တချို့ကတော့မှညမုံးကျိုးတာရှိတယ်ပေါ့နော်အဲနောက်ပိုင်းတော့ကျွန်တော်ကြားတဲ့တဲ့ရင်ကတော့အန်ဒီစုရဲ့ဘေးကလူတွေကအဲမြောက်ထိုးပြင့်ကော်လောက်တာနဲ့ပဲကျွန်တော်တို့တက်နေတဲ့ခီးနဲ့ရောချင်မှု တိစားလို့မရတဲ့အပိုင်းတွေဖြစ်သွားခဲ့တာတွေလို့ကျွန်တော်တို့ကဒီလိုမျိုးစားနေကြပါတယ်။ဒီအကြောင်းကိုလည်းဦးစားကနာပြောထားတဲ့ဗီဒီယိုထဲမှာကျွန်တော်နားထောင်ရပါတယ်။ အဒီစုရဲ့ဘေးမှာအဲ့ဖော်လန်ဖားတွေများတယ်ပေါ့နော်အကိုကျိုးဟိုကြည်ပြီးတော့ကျွန်တော်အမေစုမေစုနဲ့လုပ်နေတယ်များတယ်ပေါ့နော်တကယ်တကယ်တိုင်းပြည်ကိုတိုးတက်အောင်လုပ်ပေးနိုင်တဲ့ရင်းရှိတဲ့သူတိတ်နေပါတယ်ပေါ့နော်အဲ့ဒါကိုလည်းဥစားကနာထောက်ပြထားတယ်လေတွေ့ရတယ်ပေါ့လက်တွေ့မှာလည်းအဲ့လူတွေများပါတယ်သူ့ကိုချစ်ပါတယ်ဆိုအမေစုမေစုဆိုတဲ့လူတွေကမလုပ်လဲတိုင်းပြည်ချက်တဲ့လုပ်ငန်းတွေလုပ်တယ်နီလန်းပေါင်းစုံနဲ့ပတ်စံရှာဖို့လောက်ပဲစဉ်းစားနေကြတာလေတကယ်တကယ်ချစ်တယ်ဆိုလို့ရှိရင်ဒီအဖြတ်မောက်လုပ်ငန်းတွေလုပ်မဲ့လူတွေမဟုတ်ဘူးဗျာ တကယ်တကယ်မချစ်လို့တော့လုပ်ကြတာ ਉਹ အသက်ရွယ်နေကြည့်မယ်ဆိုလို့ရှိရင်အဲဒီစုကအဖွားရွယ်ပေါ့နော်အဲဒီချိန်မှာပြရားတရားလေးလုပ်ပြီးတော့အေးချမ်းလေးပဲနေစီခြင်းနဲ့ဆန္ဒရှိရပေါ့ဒါကတော့ကျွန်တော်ပုံကူကြီးရပြောရစကားပါတန်ပေါ်လိုက်လို့ဆန္ဒရှိလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ကျောကြောင်မြန်မာနိုင်ငံကတော့နောက်နောက်လေးပေါ့နော်အန်ဒီစုမပါတဲ့နိုင်ငံကြီးကိုပဲကောင်းတဲ့ပေါ်သွားကြလိမ့်မယ်လို့ဒီလိုယူဆပါတယ်